မြောက်ကိုရီးယားတနိုင်ငံနဲ့ပါပဲကိုင်ဆောင်လို့ရမယ်စမတ်ဖုန်းမိတ်ဆွေတို့အနေနဲ့မြောက်ကိုရီးယားနိုင်ငံကိုရောက်ရင်ကိုယ့်ရဲ့ဖုန်းတွေကိုလွှတ်ပစ်ပြီးတော့အခုပြောပြမယ်စမတ်ဖုန်းတွေကိုမဖြစ်မနေဝယ်ကိုင်ကြရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မြောက်ကိုရီးယားမှာကတခြားနိုင်ငံတွေမှာအလွယ်တကူအသုံးပြုလို့ရမယ် website တွေ application တွေကို VPN မခိုင်းရင်အသုံးပြုလို့ရမှာမဟုတ်ပါဘူး။တကယ်လို့ VPN နဲ့အသုံးပြုမယ်ဆိုရင်လေနိုင်ငံရဲ့နည်းပညာဥလုံးကျုံရေးဥပဒေနဲ့အဖမ်းခံရမှာဖြစ်ပါလိမ့်။ ဒါကြောင့်မို့မြောက်ကိုရီးယားနိုင်ငံသားတွေဟာစမတ်ဖုန်းသုံးချင်ရင်သူတို့နိုင်ငံကတရားဝင်ထုတ်ထားတဲ့ဖုန်းတစ်မျိုးတည်းကိုသာကင်ွယ်ရှိမှဖြစ်ပြီးတော့တခြားဖုန်းတွေကတော့လုံးဝကင်ွယ်မရှိပါဘူး။ဆိုတော့မြောက်ကိုရီးယားနိုင်ငံမှာသုံးလို့ရတဲ့ဖုန်းကဘလို့စမတ်ဖုန်းတွေလဲ။ပြီးတော့သူတို့မှာပါတဲ့ function တွေ feature တွေကဘလို့နည်းပညာကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာလဲဆိုတာကိုသိရဖို့တော့ video ကိုအဆုံးထိတို့ကြည့်လိုက်ကြရအောင်ပါ။တစားတဲ့မှာပဲကျွန်တော်တို့ရဲ့ခြေသီးကအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များတော့အများအားလုံးတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ ကဲဆက်လက်ဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။2013ခုနှစ်တုန်းကမြောက်ကိုရီးယားနိုင်ငံမှာတရားဝင်အသုံးပြုလို့ရမယ့်ဖုန်းကိုအစိုးရကကြေညာခဲ့ပါတယ်။အဲ့ဒီဖုန်းရဲ့နာမည်ကတော့ Arion လို့ခေါ်ပြီးတော့ 3G စင်ကာတွေပါပြီးသား Android ဖုန်းတွေဖြစ်ပါတယ်။မွေးထုတ်လို့ရနေရာကတော့တရုတ်နိုင်ငံကဖြစ်ပေမဲ့မြောက်ကိုရီးယားမှာပစ္စည်းတက်စင်ထုတ်ပို့ပြီးတော့ရောင်းချတာဖြစ်ပါတယ်။မြောက်ကိုရီးယားသားတွေကတော့တရုတ်ဖုန်းတွေဘာတွေသိစိတ်ဝင်စားပဲဒီစမန်ဖုန်းလေးကင်နေရရင်ကိုပြောနေကြရှာပါတယ်။မြောက်ကိုရီးယားဟာလူဦးရေ26,000လောက်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့ စမတ်ဖုန်းကင်နိုင်တဲ့သူကတော့၁၀သန်းလောက်သာရှိပါလိမ့်။ဖုန်းကုမ္ပဏီကတနင်္ဂနွေလုံးမှာ၁၀ခုလောက်သာရှိပြီးတော့ပျော်ရန်စီးရီးကထုတ်တဲ့ Huawei 3001နဲ့ Huawei 2001တို့ကလည်းလူကြိုက်အများဆုံးဖုန်းတွေထဲမှာပါဝင်နေပါလိမ့်။မြောက်ကိုရီးယားနိုင်ငံမှာချမ်းသာတဲ့သူတွေလောက်ပဲစမတ်ဖုန်းတွေကိုဝယ်ကင်နိုင်တာဖြစ်ပြီးတော့တမန်လူတန်းသားတွေအနေနဲ့ဖုန်းကင်နိုင်ဖို့ဆိုတာတော့ခဲရင်ပါလိမ့်။တနေ့လုံးကိုဒေါ်လာ1100လောက်ရရှိတဲ့အလုတ်ကိုင်းတိတကျရှိသူဆိုရင်တော့မှဖုန်းကိုင်းနိုင်ဖို့ရှစ်လနေပါပတ်စံဆိုရပါလိမ့်မယ်။ရောက်ကိုရီးယားစမတ်ဖုန်းတွေကနောက်ဆုံးထပ်ဗားရှင်းဖြစ်တဲ့ Huawei 3001ဆိုရင် မရိကန်ဒေါ်လာအနည်းနဲ့950လောက်ကျသင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနိုင်ငံမှာစမတ်ဖုန်းတွေရရွှေလိုတန်ဖိုးကြီးပစ္စည်းဖြစ်နေရတာပါ။နောက်ပြီးမြောက်ကိုရီးယားမှာစမတ်ဖုန်းဟာကိုမလိုချင်လို့ပြန်ရောင်းမယ်ဆိုရင်လည်းဈေးကောင်းရပြီးတော့လှလင်းမြန်မြန်နဲ့ရောင်းထွက်တာကြောင့်လူတိုင်းဒီပါဖုန်းလိုချင်ကြတာလည်းဖြစ်ပါတယ်။ဈေးကြီးပေးဝယ်ရလို့ဒီဖုန်းတွေမှာနောက်ဆုံးပေါ် AI နဲ့မျက်နှာစစ်ဆေးတာတွေ၊ကြိုးမဲ့အားသွင်းနည်းစနစ်တွေ၊ကျယ်တွေကိုတော့အနည်းငယ်ဆွဲရက်လုပ်ရမယ်ကင်မရာတွေ ဂိမ်းတွေကိုဗာရှင်မျိုးမျိုးနဲ့ဆော့လို့ရမယ် software တွေပါမှာပဲလို့တော့မထင်လိုက်ပါနဲ့ကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ application တွေကို Play Store ကနေလွယ်လွယ်ကူကူ download လုပ်ပြီးတော့အသုံးပြုလို့ရပြီမြန်မာကိုရီးယားမှာတော့ application ကိုသုံးချင်ရင် application တွေရောင်းချတဲ့စတိုးဆိုင်ကိုသွားပြီးတော့ဈေးကြီးပေးကဖုန်းထဲကိုဝယ်သွင်းရပါတယ်ဒီလိုမျိုးခင်းနောက်ချနေတာတော့မှမြန်မာကိုရီးယားသားတွေကတော့ဒီဖုန်းတွေကိုရွှေ့နဲ့မလဲနိုင်ကြပါဘူးတခြားနိုင်ငံတွေမှာသိချင်တဲ့သတင်းချလက်မှန်သမျှကို Google တို့ ChatGPT တို့ကနေပြီးတော့ရိုက်ရှာလို့ရပြီမြန်မာကိုရီးယားမှာအစိုးရကတရားဝင်ခွင့်ပြုပေးထားတယ် ကွန်ရန်အင်တာနက်ကိုသာအသုံးပြုရပြီးတော့နိုင်ငံရဲ့ဝက်ဆိုက်ပေါင်း9000လောက်ကိုသာကြည့်ရှုခွင့်ရမှာဖြစ်ပါသည်။အနာရိမန်တို့ဆိုရင်တော့ YouTube တွေ Facebook တွေအစားမန်ပန်းလို့ခေါ်တဲ့ Streaming TV Platform တွေကိုသုံးရပြီးတော့အစိုးရကပြသတဲ့တဲ့တွင်ပညာရေးဗီဒီယိုတွေကိုကြည့်ရမှာဖြစ်ပါသည်။နိုင်ငံသားတွေကတော့ကိုယ်ပိုင်ဗီဒီယိုတွေကိုဖန်တီးတင်ဆက်ခွင့်မရှိပါဘူး။ Map တွေဆိုရင်လည်းအနီးနားတစ်ဝိုက် Location တွေကိုသာပြသပေးပြီးတော့ ဖုန်းရဲ့ security ကလည်းအစိုးရနဲ့အသုံးပြုသူသာအချိန်မရွေးဝင်ခွင့်ရှိအောင် signature system ကိုသုံးပေးထားပါတယ်။ဒါကြောင့်တခြားနိုင်ငံကဓာတ်ပုံတွေ video တွေကိုမြောက်ကိုရီးယားဖုန်းထဲမှာရှိရင်ဖုန်းမှာပါတဲ့ propaganda လို့ခေါ်တဲ့စနစ်ကအလိုလိုဖျက်ပစ်လိုက်မှာဖြစ်ပါတယ်။တခြားသောလုံခြုံရေးစနစ်တွေဖြစ်တဲ့ red flag တို့လိုစနစ်တွေလည်းရှိပြီးတော့ဒါတွေကိုစန့်ကျင်အသုံးပြုရင်တော့ထောင်စင်းနှစ်လောက်ကြာသွားပါလိမ့်မယ်။မေးစစ်တွေရောအခုပြောပြခဲ့တဲ့မြောက်ကိုရီးယားစမတ်ဖုန်းတွေနဲ့ပတ်သက်ပြီးတော့ဘလို့ထင်ကြလဲဆိုတာကွန်မန့်မှာရေးခဲ့ကြပါဦး။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။